KNDF လို့လူတိများတဲ့ကရင်နီအမျိုးသားလူမျိုးရေးတမတော်ဟာပြီးခဲ့တဲ့မေလ30ရက်နေ့ကဆိုရင်လက်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလက်နှစ်ပြည့်အထူးထောင်ချက်အထက်အမှတ်အနေနဲ့မိမိတို့ညီနောင်မဟာမိတ်တုံးဖွဲ့ကဝမ်းမြောက်ဂုဏ်ပြုကြောင်းတဝင်းသွားပေးပို့လိုက်ပါတယ်။ကရင်နီအမျိုးသားလူမျိုးရေးတမတော် KNDF ကဆရာနာတိန်ပြီးနောက်ပိုင်းဖွဲ့စည်းခဲ့တာဖြစ်ပြီးကရင်နီလူမျိုးတွေရဲ့ ပိုးပွားပိုင်နယ်မြေတွေကိုပြန်လည်သိမ်းယူနိုင်ခဲ့တဲ့အတွက်လဲဝမ်းမြောက်ဂုဏ်ပြုကြောင်းသဝင်လွားမှာပါရှိပါတယ်။ကရင်နယ်မြို့သားလူမျိုးရေးတပ်မတော် KNDF အနေနဲ့လက်နက်တာတော်လှန်ရေးကာလအတွင်းမှာအသက်သွေးချွေဘဝပေါင်းများစွာပိတ်ဆက်ဆွလုခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မိမိတို့ငင်းတော်မဟာမိတ်တုံးဖက်အနေနဲ့ကယင်းနေပြည်သူလူထု၊ကယင်းနေသူရဲကောင်းတွေနဲ့တော်လန်ရဲ့ရဲဘော်တွေအားလုံးရဲ့ပိဆက်မှုတိုင်းကိုလေးလေးနက်နက်မှတ်တမ်းတင်ကွန်ပြူကြောင်းပြောလိုပါတယ်။ ကယနေ့ပြည်သူတရက်လုံးကလူလားတောင်းတာတဲ့စစ်အာဏာရှင်စနစ်လူမြောက်ရေးနဲ့ KNDF ကမျှော်မှန်းထားတဲ့စစ်ရေးနိုင်ငံရေးရည်မှန်းချက်တွေအားလုံးအချိန်တော်အတွက်အမြန်ဆုံးဖြစ်စည်းပြည့်မြောက်နိုင်ပါစေလို့မိမိတို့ညီနောင်မဟာမိတ်တုံးဖွဲ့ကစုတောင်းဆန္ဒပြုလိုက်ပါတယ်ကျမလွေပူတော်ပါပါရှင်